လေးကောင်းလေးတန့်ဆိုတာအားလုံးရဲ့ဂျမရဲ့တော့ဘလောက်ရဲ့ကြီးလဲဆိုတာပြောနေစရာတော့မလိုပါဘူး။ဒါပေမဲ့လေးကောင်းလေးတန့်ဆိုတဲ့စကလုံးရဲ့အထိပယ်ကတော့တဏီယာနဲ့တဏီယာဘလောက်တော်များကွာသွားနိုင်လဲသိရင်တော်တော်လေးအံ့ဩသွားနိုင်ပါတယ်။ဟုတ်ပါတယ်။စံချိန်စညိုးတိုင်းကအတူတူပဲလို့ပြောလို့မရပါဘူး။တကယ်တော့လေးကောင်းလေးတန့်ဆိုတာကိုဘယ်လိုသတ်မှတ်ထားသလဲဆိုတာကနေထိုင်တဲ့နေရာပေါ်မူတည်ပြီးအခြေအစေကိုပြောင်းလဲသွားနိုင်ပါတယ်။ဒါဆိုရင်မေးစရာရှိလာတာကနိုင်ငံတကာနိုင်ငံရဲ့ကိုပိုင်စည်းမျဉ်းလေနဲ့ ကဘာလုံးဆန့်ရာ ကျမရဲ့လမ်းညွှန်ချက်တွေကြားမှအဲ့ဒီကွာဟချက်ကဘလောက်ထိများကြီးမားနိုင်တယ်လဲဆိုတာပါပဲဒီနေ့ဒီအကြောင်းအရာကိုရှင်းပြတဲ့နေရာမှာတော့မြန်မာနိုင်ငံကိုဥပမာအနေနဲ့ယူပြီးအဲ့ဒီကွာဟချက်ကိုအတိအကျလေ့လာကြည့်သွားမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ဒီကိစ္စကိုအသေးစိတ်ဆက်ပြီးလေ့လာကြည့်ကြရအောင်ပထမဆုံးအနေနဲ့ကတော့ဒီနေ့နှိုင်းရှင်ပြမယ်အဓိကမူပေါင်းတစ်ခုကိုအရင်ဆုံးမိတ်ဆက်ပေးပါမယ် ကဲဒီဖက်မှာတော့ WHO လို့ခေါ်တဲ့ကမ္ဘာ့ကျောင်းမကြီးအဖွဲ့ကြီးရှိပါတယ်။သူတို့ကနောက်ဆုံးပေါ်တိပန်နီဂျာတုတေတနာအသစ်တွေပေါ်ခြေခံပြီးချမှတ်ထားတဲ့ကမ္ဘာလုံးဆိုင်ရာလမ်းညွှန်ချက်တွေကိုထုတ်ပြန်ပေးတယ်။နောက်ကဖတ်မှာကြောင့်တော့မြန်မာနိုင်ငံရဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဝင်ကြီးဌာန MONREC ကတမထားတဲ့နိုင်ငံတော်အဆင့်ဆန်နှုန်းလေးရှိပါတယ်။ဒါကတော့နိုင်ငံရဲ့အထူးကတရားဝင်ဆန်နှုန်းပေါ့။ကဲဒီမှာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အပိုင်းကိုရောက်လာပါလိမ့်။အဲ့ဒါကတော့ လေထုကိုညင်းညမ်းစေတဲ့အဓိကဓာတ်ပစီတစ်ခုချင်းစီအတွေ့တတ်မှတ်ထားတဲ့ကိန်းကနန်းတွေကိုကြီးလိုက်တဲ့အခါမှာပါပဲဒီကွာဟာချက်တွေကတကယ်ကိုအန်အောဆရာပါပဲဥပမာအနည်းငယ်ပြောရရင် လူကျမ်းမာရေးအတွက်အန်တီရဲ့အရှိဆုံးလို့သတ်မှတ်ထားတဲ့ PM 2.5ဆိုတဲ့အမတန်တင်းငယ်တဲ့အမွန်အမွားတွေအတွက်ဆိုရင်လေမြန်မာနိုင်ငံရဲ့စံနှုန်းက WHO ကအကြံပြုထားတာထက်ညဉ့်ညံ့မှုကိုငါးဆပိုပြီးခွင့်ပြုထားတာကိုတွေ့ရမှာပါ နောက်တစ်ခုကရင်းနေကနေအဓိကထွက်တဲ့ nitrogen dioxide အဲ့ဒီမှာဆိုရင်တော့ပိုတော့ဆိုးသေးတယ်ဆယ်ဆက်အထိကိုကွာခါနေပါတယ်ပြီးတော့ရုပ်ကျွင်းလောင်စားတွေကနေအထိကထွက်တဲ့ sulfur dioxide အထက်ဆိုရင်လဲကြည့်မအောင်နိုင်ငံတွေရဲ့ကန့်သတ်ချက်ကခုနစ်ဆက်ခွေးထီပိုပြီးမြင့်နေပြန်ရောဒီဆရာကိုကြည့်လိုက်တာနဲ့အဲ့ဒီကွာဟာချက်တီရဲ့ပမာဏကိုရှင်းရှင်းလင်းလင်းကိုမြင်လိုက်ပါပြီတကယ်တော့ဒီကိန်းကနန်းတွေကိုယ်တိုင်ကကိုဇလန်တပုတ်ကိုပြောပြနေတယ်လို့ပါပဲဒါကြောင့်မို့လို့ဒီမှာအရေးကြီးဆုံးအချက်ကဘာလဲဆိုတော့ ဒီကိင်္ဂနနေဟာဆာရွက်ပေါ်ကအချက်လက်တွေတသက်ပဲမဟုတ်ဘူးဆိုတာပါပဲဒီကွာဟာချက်တွေကပြီးသူကြမာရေးနဲ့နိုင်ငံရမွာရာတွေအပေါ်မှာအင်မတန်အခြေခံချတဲ့မေခွန်းတွေကိုမေးလာစီပါရဲ့ဥမာအနေနဲ့ပေါ့ PM 2.5တွေငားစပိုးများတဲ့ညစ်ညမ်းမှုကိုခွင့်ပြုထားရဲဆိုတာကအထူးသဖြင့်ကလေးတွေနဲ့တက်ကြီးရရိုးတွေလိုမျိုးကိုခံအားနည်းပြီးထိခိုက်လွယ်တဲ့သူတွေအတွက်တကယ်ပဲလက်ခံနိုင်တဲ့ကျန်းမာရေးဆောင်ရှောက်မှုအဆင့်အတန်းတစ်ခုလား ဒါကပြီးသူကျမရဲ့ကိုဘလောက်အထိအလီထားတယ်လဲဆိုတာကိုတက်ရိုက်စကားပြောနေရပါပဲဒီလိုမျိုးနိုင်ငံတော်ရဲ့စံနှုန်းကကမ္ဘာလုံးဆိုင်ရာစံနှုန်းတွေထက်အစားပေါင်းများစွာရော်ရဲနေတဲ့အချိန်မှာထိရောက်တဲ့မြို့ပြစီမံကိန်းတွေစက်မှုလုပ်ငန်းဆိုင်ရာစီမံကိန်းတွေကိုဘလို့များအကောင့်ထဲပို့နိုင်မှာလဲဒီကွာဟာချက်ကမြို့ပြတွေစက်မှုလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ရေးနဲ့စီကံထင်းထင်းရဲ့အပိုင်းတွေပေါ်မှာတိုက်ရိုက်ကိုအကျိုးသက်ရောက်မှုတွေရှိနေတာပါကဲ ဒီကဲငနန်းတွေရဲ့နောက်ဝင်မှာပို့ပြီးတော့နန်းနန်းရှိုင်းရှိုင်းစဉ်းစားစရာအတွေးခေါ်ပိုင်းဆိုင်ရာကွာဟောချက်တခုရှိနေပါသေးတယ်။အဲ့ဒါပါလဲဆိုတာကိုဆက်ပြီးလက်လာကြည့်ကြရအောင်။ဒီစံတုံးတွေဘာကြောင့်ဒီလောက်ထီခွာချနေရသလဲဆိုတာကိုနားလည်ဖို့တော့ချက်ကတော့ညညမှုကိုဘာတွေတိုက်တာနေသလဲဆိုတာထက်ဘလို့ထိမ့်ချုံနေသလဲဆိုတဲ့အချက်ပေါ်မှာမူတည်နေလို့ပါပဲပြောရရင်ဒါကအခြေခံအချင်းလုံးဝမတူနေတဲ့စီကိုင်းထိမ့်သိင်းချင်းကမှုနှစ်ခုကနေစဉ်းသက်လာတာပါ ဟုတ်ပြီဒါဆိုရင်အဲ့ဒီတစ်ခုနဲ့တစ်ခုမတူညီတဲ့အတွေ့အခွန်နှစ်ခုကဘာတွေလဲဆိုတာကိုအသေးစိတ်ခွဲချင်းစီဖျားကြည့်ကြအောင်နိုင်ငံတကာရဲ့ချင်းကပ်ပုံကအကောင်းဆုံးရရှိနိုင်တဲ့ဤပညာများဒါမှမဟုတ် PAT လို့ခေါ်တဲ့အယူဆပုံမှာအခြေခံထားရပါတယ်ဥပမာပေးရရင်ရေပိုက်ယူတာနေတူပါတယ်ရေတွေကျင်းပြင်ပေါ်မှာဖြန်းကုန်တော့မှလိုက်တုံနေတာမျိုးမဟုတ်ပဲပိုက်ယူနေတဲ့နေရာကိုအရင်ဆုံးဖင်လိုက်တာမျိုးကို ဆိုလိုရောကညဉ့်ညံ့မှုတွေပဝန်းကျင်တွေကိုမရောက်ခင်အရင်မြင့်မာတင်တာစီထင်းချုပ်တာကို ဆိုလိုပါရယ်။ဒါကြောင့်မို့လို့ဒီနေရာမှာရှင်းလင်းတဲ့ခြားနားချက်တစ်ခုကိုတွေ့ရမှာမာ။ WHO ရဲ့ချင်းကပ်မှုကလုံငန်းစဉ်ကိုအဓိကထားတယ်။ညဉ့်ညံ့မှုမဖြစ်အောင်ဘလို့နှီးပညာတွေတောင်းရမယ်၊ဘလို့လှုပ်ဆောင်ရမယ်ဆိုတာကိုအတိအကျသတ်မှတ်ပေးတယ်။ MNDC ရဲ့ချင်းကပ်မှုကတော့ရားလက်ကိုပဲအဓိကထားပါတယ်။ စီမံကိန်းတစ်ခုကပုံဝန်းကျင်အပေါ်ဘလောက်အထိတက်ရောက်မှုရှိမလဲဆိုတာကိုပဲအခက်ပြက်စစ်ဆေးတာမျိုးပါအဲ့ဒီလိုအတွေးအခေါ်ပိုင်ဆိုင်ရာကွဲပြားမှုကနေပြီးတော့တတမှတ်ဒီဖေမှုဥပဒေစိုးမိုးရေးနဲ့ချိရောက်မှုတွေနဲ့ပတ်သက်ပြီးကြီးမားတဲ့အုပ်ချုပ်ရေးဆိုင်ရာစင်ခေါ်မှုတွေစီကိုတိုက်ရိုက်ဥတီသွားစေတော့တာပါပဲနောက်ဆုံးမှာတော့တာအကြီးမားဆုံးစင်ခေါ်မှုတစ်ခုကိုမေးခွန်းထုတ်လာစေပါတယ်စာရွက်ပေါ်မှာတတ်မှတ်ထားတဲ့ရည်မှန်းချက်တွေနဲ့လက်တွေ့မြေပြန့်ပေါ်ကလေရုတဲမှာရှိနေတဲ့ညံ့ညံ့မှုတွေကြားကကွာချက်ကိုဘယ်လိုများပေါင်းကူးပေးနိုင်မလဲ ဒါကမြန်မာနိုင်ငံအတွက်ပဲမဟုတ်ပါဘူးကမ္ဘာတဝန်းလုံးမှာရှိတဲ့ပဝန်းကျင်ဆိုင်ရာအုပ်ချုပ်ရေးရဲ့အထူးကြတဲ့မေခွန်းတစ်ခုဖြစ်နေရှေ့ဆက်ပြီးတော့လည်းတည်ရှိနေအောင်မှာဖြစ်ပါတယ်